်ဒီနေ့တင်ပြမယ့်ဗီဒီယိုလေးကတော့ laptop မှာ Chrome OS ဘယ်လိုတင်မလဲဆိုတာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါ Jollyphone Channel မှာပြန်လည်တူလိုက်ပါတယ်ကျွန်တော်ရဲ့ Channel ကို Subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင် Subscribe လုပ်ခဲ့ဖို့တောင်းဆိုချင်ပါတယ်ဗီဒီယိုတွေတင်တဲ့ခါတိုင်းသိရအောင်ဘေးနာခေါလုံလေးနှိပ်ခဲ့ဖို့လည်းပြောချင်ပါတယ်လိုအပ်တာတွေကတော့ laptop ရဲ့ internet access ရဲ့ 8K လောက်ရှိတဲ့ memory stick ရဲ့အခြေရည်လိုပေါ့နော် download ဆွဲရမယ့် link တွေကို ီဒီယိုရဲ့ description အောက်မှာထည့်ပေးထားပါတယ်ခင်ဗျာ roofers.ie ကိုဖွင့်ပါမယ်။ပြီးအောက်ကို search ပြီးတော့ roofers 3.13ဆိုတဲ့ဟာကိုတွလုံးဆွဲပါမယ်။ Linux မှာ download ဆွဲဖို့အတွက် beta ရဲ့ link ကိုဖွင့်ပါမယ်။ပြီးအောက်ကို search မယ်။ cinnamon ဆိုတာရှိတယ်။ပြီးကြလို့ရှိရင် ebowhite cdn ဆိုတဲ့ဟာကိုဖွင့်ပြီး download ဆွဲပါမယ်။ Branch R87 ကိုတောင်းဆိုဖို့အတွက်ပေးထားတဲ့ link ကိုဖတ်ပါမယ်။ပြီးအောက်ကိုဆွဲချမယ်။ Branch R87 stable ဆိုတဲ့ဟာကိုတောင်းဆိုပါမယ်။ Install SSH ကိုတောင်းဆိုဖို့အတွက်ပေးထားတဲ့ link ကိုဖတ်ပါမယ်။ပြီး right click ခောက်ပြီးတော့ Save as နဲ့တောင်းလို့ဆွဲပါမယ်။ကုန်ပိုးစကူဒေါင်းလုဒ်ဆွဲဖို့အတွက်ပေးထားတဲ့ link ကိုဖွင့်မယ်။ဒီကြိုင်အောက်ကိုဆွဲချမယ်။ Ramus ဆိုတဲ့ဟာမတူမရှင်ဆွဲချမယ်။ပြီးကြရင်အဲ့နောက်မှာရှိတဲ့ latest version ကိုဆို Macro 87ဆိုတာရှိရယ်။အဲ့ဒီကောင်လေးလုံးလုံးဆွဲပါမယ်။အကွေအရေးကြီးတဲ့ data တွေဒီ personal data တွေအကုန်လုံးကို backup လုပ်ဖို့လိုပါတယ်။ download ဆွဲလို့ရလာတဲ့ file တွေအကုန်လုံးကို folder တစ်ခုထဲမှာသိမ်းထားပြီးပါ။ branch r87 ဆိုတဲ့ zip file ကို extract လုပ်ပါ။ပြီးလို့ရှိရင်ဒီ chrome os ဆိုတဲ့ zip file ကို extract လုပ်ပါ။ Chrome OS ကနေ extract ဖြည့်ထားတဲ့ file ကို ramas_recovery.bin ဆိုပြီးနာမည်ပြောင်းပါမယ်။ Rufus software ကိုအသုံးပြုပြီးတော့ bootable memory stick လုပ်ပါမယ်။ Rufus ကိုဖွင့်မယ်။ပြီးကြလို့ရှိရင် select ကိုနှိပ်မယ်။ပြီးရင်ဆိုတော့ Linux mint ဆိုတဲ့ဟာကိုရွေးပေးမယ်။ပြီး open ကိုနှိပ်မယ်။ပြီး start ဆိုတဲ့ button နှိပ်မယ်။ color ရဲ့ဟာ yes လုပ်မယ်။ပြီးကြရင် okay ပဲလုပ်မယ်။ ဲဆိုရင်ခဏဆောင်လို့ရှိရင် bootable memory stick ဖြစ်သွားပါပြီ Rufus နဲ့ bootable ထားတဲ့ memory stick အောက်မှာ Chrome OS ဆိုတဲ့ folder ကိုတက်ဆောက်ပါမယ်ပြီးလို့ရှိရင်ဆိုတော့ branch RAD7 ဆိုတဲ့ folder ထဲကဖိုင်နေရဒီကြရင် RAMS NS4 recovery ဆိုတဲ့ဖိုင်ရင်ပြီးကြလို့ရှိရင် install.sh ဆိုတဲ့ဖိုင်ကို Chrome OS ဆိုတဲ့ folder အောက်ထဲကိုထည့်ပေးပါမယ် ဆိုရင်စဉ်းစားဖြစ်ပါပြီ။ကဲကျွန်တော်စလိုက်ရအောင်။ကျွန်တော်ဒီ Lenovo IdeaPad 120S 11IAB ဆိုတဲ့ laptop လေးကိုဒီမှာတပါတယ်။ Okay ဒီကောင်မှာအာဒီ one type book key ရဒီ F12 ကိုနှိပ်ရတာပါ။ဆိုတော့ဒီကောင်က function key နဲ့တနေရတဲ့အတွက် function F12 ကိုနှိပ်ရမှာဖြစ်ပါတယ်။အာ laptop တစ်လုံးနဲ့တစ်လုံးတော့တူချင်မှတူပါလိမ့်မယ်။အာသက်ဆိုင်ရာဒီ ဝန်တိုင်ဘူးကီတိကျလို့ရှိရင်တော့အင်တာနက်မှာရှာကြည့်ပါ new polar နဲ့ usb hd ရွေးပါမယ်မိချိုင်အန်သားခေါက်ပါမယ်အဲ့ဒါဆိုခုနနေလို့ရှိရင်တော့ linux mint ဆိုတဲ့ operating system တက်လာပါလိမ့်မယ်ခဏလေးစောင့်လိုက်ပါ okay အခုဆိုရင် linux mint os တက်လာပါပြီ okay မဟုတ်ဆိုကျွန်တော်တို့ wifi ချိန်ပေးရပါမယ်အဲ့ဒါမှလည်းကျွန်တော်တို့လိုအပ်တဲ့ ဒေတာတွေတုံးဆိုရအောင်ပါ BA ဒီ test bar မှာအာ file is profile system ဆိုရှိပါတယ်အဲ့ထက်မှာ file system ကိုထပ်ရွေးပါမယ်ဒီချက်လို့ရှိရင်အဲ့အောက်မှာ chrome ဆိုပြီးတော့ရိုက်ပြီးရှာကြည့်ပါမယ် CHROME Chrome ဆိုရှာကြည့်ပါမယ်။အာ Chrome ဖွာရဲဝင်ပြီးတော့ဒီ regular click ခောက်ပြီးတော့ open in terminal ဆိုတာနှိပ်ပါမယ်။ SUDO SH installer SA ဆိုတော့ comment လေးလိုက်ပါမယ်။လိုက်လို့ရှိရင်တော့လိုအပ်တဲ့ဒီ data တွေ download ဆွဲပါလိမ့်မယ်။နှားဆောင်လိုက်ပါ။ပြီးတော့ Israel နဲ့အဲ့မှာ yes no ပေါ်ပေါ်လာပါလိမ့်မယ်ကျွန်တော် yes လို့ရိုက်ပါမယ် yes ရိုက်ပြီးအလားဖောက်ပါမယ်အဲ့ဒါဆိုရင်လိုအပ်တဲ့ဒီ data တွေအကုန်လုံးကို OS တင်တဲ့ပုံစံမျိုးအတိုင်းတင်ပါပါလိမ့်မယ်ခါးဆောင်ပေးလိုက်ပါ laptop ဒီ battery အပြည့်ဖြည့်ထားဖို့လိုပါတယ်။ဒါမို့လို့ရှိရင်လည်းဒီ plug ထိုးထားပြီးပါ။အဲ့ဒါမှလည်းလူကောင်းလို့မှာပါ။မို့လို့ရှိရင်ပြတ်သွားလို့ရှိရင်ဒါလေး hard disk တွေပါထိတော့မှာစလို့ပါ။ โอเคအဲ့ဆိုရအောင်ပေါ်လာပြီ Chrome OS install ဆိုပြီးပေါ်လာပြီဟုတ်အဲ့ဆိုကျွန်တော်တို့ဒီ step menu ရာနေပြီးတော့ shutdown ကိုတိတ်ပါမယ်တော့ပြင်ပါပါအဲ့ဒီအချိန်ဒီ shutdown ဆိုတာတိတ်ပါမယ်ကျွန်တော်ပိတ်တဲ့အချိန်မှာကျွန်တော်ဒီ heuristic ကိုထားပါမယ်ဟုတ်ကဲ့ကြည့်ကြရင်ပြင်ပါပြီခဏလေးစောင့်လိုက်ပါ အဲဆိုခဏလေးလို့ရှိရင်တော့ဒီ Chrome OS တက်လာပါလိမ့်မယ်ပို့တော့ပါလိမ့်မယ်ဟုတ်ကဲ့ Chrome OS တက်လာပါပြီဒီ Chrome OS တက်လာရတဲ့ကျွန်တော်ဒီဖုန်းလုံး ောင်းဆိုလို့ရပါအဲဆိုရင်ခုခုဆိုရင် Play Store တုံးလို့ရပါပြီ Google Play တုံးလို့ရပါပြီဟုတ်ကဲ့အခုဆိုရင်ဒီ Chrome OS ရဲ့ Desktop တက်လာပါပြီဟုတ်ကဲ့ဖုန်းထုံးလို့ပဲတုံးလို့ရပါပြီဟုတ်ကဲ့ Play Store လေးဝင်လို့ရပါပြီ Play Store မှာလိုတဲ့ဟာတွေတုံးလို့ဆိုလို့ရပါတယ်အာ Android တိုင်းပါပဲ ပြီး YouTube တန်းဖွင့်လို့ရပါတယ်ရေးမြင်သွားပါတယ်ဟောဒါကျွန်တော်ရဲ့ channel ပါဟော like and subscribe လုပ်လို့ပါဒါကျွန်တော်စမ်းပြတာပါရေးမြန်ပါတယ်ဒီကြိုင်လိုတဲ့ software တွေ application တွေကိုတော့လုံးဆုံးလုပ်ရပါတယ်။ဒါတော့မပြတော့ပါဘူး။ဒီစဉ်းစားရေးတင်ပါတယ်။အာ comment နဲ့မှာလည်း ေးစရာရှိရပေးလို့ရပါတယ်နော်ဟုတ်ကျေးဇူးတင်ပါတယ်ဗျာ